အရေးတော့ဘုံတက်သားတရားအနေနဲ့နော်ဘဘဝင်တဲ့စကားတွေပါကျွန်တော်အုတ်တစ်ချက်သေးတပွဲအနေနဲ့ပါဝင်နေခြင်းတည်တော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တဲ့တန်းထူးတဲ့ကောင်းတဲ့မှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် လလောဆယ်ကျွန်တော်တို့เนาะအရေးတော်ပုံကြီးမှာမြို့သိမ်းတိုက်ပွဲတွေနဲ့เนาะနယ်မြေသိမ်းတိုက်ပွဲတွေကိုဦးစားပေးပြီးတော့လုပ်နေတဲ့ပုံစံကနေပြီးတော့เนาะမဟာဗျူဟာရအရေးပါတဲ့ပို့ဆောင်ဆက်သွယ်ရေးတွေတိမ်ပို့ဆောင်ရေးလမ်းကြောင်းတွေเนาะအဲ့ဒါတွေကိုဖြတ်တောက်ခြင်းရှင်းလင်းခြင်းကို လုတ်ဆောင်တဲ့နေဆိုပြီးတော့တင်ပြလာတာတခုရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမြန်မာပြည်အနှံ့မှာပေါ့နော်အဖွဲ့ပေါင်းစုံကကွဲပြားနေသေးတယ်စုစည်းညီညွတ်တဲ့အမိတ်စည်းစင်းမှုမရှိသေးဘူးပေါ့အဲအရာနဲ့ပတ်သက်ပြီးတော့ပြောပြသွားတယ်ပေါ့လေနော်ဆိုတော့အထူးသဖြင့်ဆိုရင်စစ်ကောင်စီက2025မှာပြန်လည်စုဖွဲ့မှုတွေလုပ်လာတယ်အစစ်မြေနီးပညာတွေသုံးလာတယ်အထူးသဖြင့် drone နီးပညာတွေမှာနောက်ကုန်းတက်နဲ့လီတက်နဲ့ဆိတ်ဆက်ပြီးတော့ လုံဆောင်နိုင်တာတွေရှိလာတယ်။ဒါအပြင်အခုသွေးတိုးဆန်းတဲ့အနေနဲ့2023 2024မှာသူတို့ဆုံးရှုံးခဲ့တဲ့အရှုံးတွေကိုနော်သူတို့ကကြည့်ပြီးတော့အခု2025မှာသွေးတိုးဆန်းပြီးတော့ထိုးစစ်ပုံစံမျိုးလုပ်ဖို့ကြိုးစားလာတယ်ဆိုတဲ့ဟာကိုသူတင်ပြခဲ့တယ်။အထူးသဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောင်ချုံနဲ့မိုးပြဲကိစ္စတွေပေါ့နော်။ဒါကျွန်တော်တို့ဒီသိတ္တကွက်တွေဆိုရင်ကျွန်တော်တို့ကြောက်ရှူနဲ့အဲဘွန်ဘော်ကိုသူကဥပမာထားပြီးတော့ပြောတယ်။ဘွန်ဘော်ဆိုရင်အခု တိုက်လာတာ6လရှိပြီအဖိတ်စင်တွေလည်းများတယ်ပေါ့လေနော်တခါကျွန်တော်တို့ကြောက်ဖြစ်မှာဆိုလို့ရှိရင်လည်းတော်တော်တိုက်ယူပါတယ်ဆိုတော့စစ်ကောင်စီဘက်ကကြီးတဲ့အခါကျတော့စစ်ကောင်စီစက္ခတွေကအလွဲတကူလက်မချဘူးနော်လက်မချဘူးအသေးခံပြီးတော့ပြန်တိုက်နေကြတယ်ဒါကြီးကမကောင်းဘူးအဲ့တော့သူတို့ကကျွန်တော်တို့ကကျွန်တော်နားလေသလိုဗမာလိုပြန်ရမယ်ဆိုလို့ရှိရင်တပည့်တပည့်ကိုခောက်မယ်ဆိုလို့ရှိရင် ဂျေတောင်းမြစ်ကိုဖြတ်လိုက်လို့ရှိရင်အဲ့တပင်ကြီးကဘလောက်ကြီးကြီးပြိုကျပျက်စီးပြီးတော့လဲကျသွားပြီးတော့အသေးသွားမှာပဲအဲ့ပုံစံသဘောမျိုးကိုတတ်ရောက်တဲ့ဒီတိမ်ပုဆောင်ကြီးဆက်သွေးကြီးလမ်းကြောင်းနေပေါ့နော်မှဆိုလို့ရှိရင်ယထာလန်ကာလန်နော်အဲအဲ့လိုမျိုးတွေနောက်ဂျီနတ်ဆက်သွေးကြီးအရာတွေကိုဖြတ်မယ်အတူတပြည့်ဆိုလို့ရှိရင်သူကကျွန်တော်တို့ဒီအာရှအဝေးပြည်လမ်းမှာဒီလိုဟာမျိုးနောက်တစ်ခါကျတော့ကျွန်တော်တို့တောင်မြောက်ပြေးနေတယ်နော်ကျွန်တော်တို့ ရန်ကုန်မန္တလေးလမ်းရန်ကုန်ပြည်လမ်းပေါ့ဗျာเนาะအဲ့ပုံစံမျိုးအဲ့ဒါတွေကိုဖြတ်တောက်မယ်ဆိုရင်ရန်သူတွေအားဆိုလို့ရှိရင်သူရှိကရိတ်ခါရဖို့လက်နက်ရဖို့เนาะအဲ့ဒါတွေသူတို့ခက်ခဲသွားမယ်ခက်ခဲသွားမယ်ခက်ခဲသွားတဲ့အခါကျတော့အောက်ကရေတောက်မြင့်ပြက်လို့ရှိရင်သူတို့ဒီအကိုင်းကတ်တွေက6တွေ့ပြီးတော့အပင်ကြီးကလည်းပေသွားမယ်ပေါ့ဒီလိုသဘောမျိုးကိုသူကတင်ပြခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ ဒါကသူ့ရဲ့အမြင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒေါ်လာကြီးကောင်းဆောင်ကြီးတွေအဲဒါနဲ့ပတ်သက်ပြီးတော့အဲတစုံတရာလုံနိုင်မယ်စဉ်းစားနိုင်မယ်ဆိုရင်တော့ကောင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်အမြဲတမ်းတပြနေကြမာဗျူက၅ချက်ကိုကျွန်တော်နည်းနည်းလေးတပြချင်တယ်အဲ့မာဗျူက၅ချက်ကတော့ဗာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့စစ်ကောင်စီကအတင်းဆက်မှုတန်းဥပဒေနဲ့နော်နေ့စဉ်အမြဲတမ်းပေါ့လေနော်အတုတ်ပေါင်းတော်တော်များနေသသိန်းကြီးပါတီရသွားပြီနော်စက္ခသတိရနေတဲ့ကိစ္စကိုကျွန်တော်တို့ကမရရအောင်ဖြတ်ဖို့ နံပါတ်၄ချက်ကကျွန်တော်တိုက်ကြီးလရာတိုက်ကြီးရှင်မုံနံပါတ်၃ချက်ကသူတို့ရဲ့လက်နက်ခဲကနေထုတ်ပေးနေတဲ့ကာပါဆတ်ဆက်ယုံနေเนาะအရာတွေကို ရှင်မုံနံပါတ်၄ချက်ကရန်သူကိုအနာမပေးတဲ့အနေနဲ့ရန်သူရဲ့အောက်တန်းစကန်နေရှေ့တန်းစကန်နေအကုန်လုံးကိုကျွန်တော်တို့အမြဲတမ်းနေဖို့နံပါတ်၅ချက်နေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့သူနဲ့သွားပြီးတစ်ထက်တည်းသွားကြတာကဘယ်ဘုဆော်ကြီးလမ်းကြောင်းနေဆက်သွေးလမ်းကြောင်းနေအရာတွေကိုရှင်မုံဆိုပြီးတော့เนาะကျွန်တော်တင်ပြခဲ့เนาะမင်္ဂလာပါအားလုံးပဲမင်္ဂလာပါเนาะ တင်ပြခဲ့တယ်တောက်လျှောက်ကိုတင်ပြခဲ့တယ်ဆိုတော့ဒီလိုမျိုးမှာပြီးတော့၅ချက်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းအဝေးကနေ drone နေ drone နေနဲ့လုံးသွင်းပါတယ်ဆိုပြီးတော့ကျွန်တော်တင်ပြလာခဲ့တယ်ဆိုတော့ဒါကတော့ကျွန်တော်တို့စီရေးဆိုင်ရာအနှစ်ချုပ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့ live ကတခါကကြာလို့ရှိရင်เนาะကျွန်တော်တို့ဒီတော်လိုင်းမှာဖြစ်ဖြစ်ပေါင်းသင်းဆက်ဆက်ရေးမှာဖြစ်ဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ် communication breakdown ဆိုတာဖြစ်တတ်တယ် communication breakdown ဆိုတော့ဗာလဲဆိုတော့ကျွန်တော်တို့ဟိုဆက်သွယ်မှုနော်ဆက်ဆံမှုအဲ breakdown ဖြစ်တယ်ပေါ့ဗျာနော်ဒါရဖြစ်တယ်ဆိုတော့ communication ဆိုတာကအရာရာမှာနော်အခြေခံအကျဆုံးပဲနော်ဆက်သွယ်ခြင်းပြောဆိုခြင်းလုပ်ကင်ခြင်းဆိုတော့အဲ communication မှာအများကြီးရှိတယ်နော်ကျွန်တော်တို့ဒီမြင်ရတဲ့အရာနဲ့မမြင်ရတဲ့အရာပေါ့နော် အဲ့ဒါ၄ရှိတယ်ပါဇက်ကနေပြောပြီးဆက်သွယ်တာရှိတယ်ခန္ဓာကိုယ်နဲ့ဆက်သွယ်တာရှိတယ်စကယ်လုံးနဲ့ဆက်သွယ်တာရှိတယ်ပြောပုံပြောနည်းနဲ့ဆက်သွယ်တာရှိတယ်ဆိုတော့တခါတခါကြားလို့ရှိရင်မိသားစုတွေကြားလို့ဖြစ်ဖြစ်တငယ်ချင်းတွေကြားလို့ဖြစ်ဖြစ်အဲ့လိုမျိုးကျွန်တော်တို့တယောက်တယောက်ဆက်ဆက်ရေးကျွန်တော်တို့အစစ်မပြေတာတွေဖြစ်တတ်တယ်ဒါကိုကျွန်တော်တို့ကဒီတိုင်းထားလို့ဆိုရင်ပူဆိုးသွားတတ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်လည်းချစ်ကြည့်လိုက်ပါเนาะအဖွဲ့တွေကအများကြီးကွဲနေတယ်လူတွေကပြောကြတယ်ပြောကြတယ်ဒါပေမဲ့ ဒီဟာကိုကွဲနေတဲ့အားကနေရက်သွားကြတယ်။ကွဲနေလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်မှာလဲ။နော်။ဆိုတော့အမှန်မှန်တော့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမင်္ဂလာပါဘယ်ဟုတ်ကဲ့နော်။ဟိုတယောက်တယောက်ဆက်ဆံရေးကိုတိောက်ယူရမှာမိဖဆက်ဆံရေးကိုတိောက်ယူရမှာပေါ့။အဲ့ဒါဆိုလို့ရှိရင်မိဆက်ဆက်ဆံရေးရဲ့အဓိကအခြေခံအချက်ဆုံးချက်ကဘာလဲဆိုတော့ထိတွေ့ဆက်ဆံခြင်းပေါ့။နော်။ကျွန်တော်တို့က dialogue ဆိုတာကိုသွားရတာပေါ့နော်။ကိုအချင်းချင်းကြားထဲမှာဆိုရင် ရတုနဲ့ကတော့မာလာနဲ့ကတော့မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဒါတွေကဖြစ်တတ်တယ်အဲ့တော့ဒီကျွန်တော်တို့အစစ်စိတ်ပုံပေါ်ကွဲနေတဲ့အဖွဲတွေရှိတယ်ဟာကွဲနေတယ်ကွဲနေကျွန်တော်ဒီမာတွေရပ်သွားလို့မရအောင်ဟုတ်ပြီစုစည်းဖို့ဆိုလို့ရှိရင်အဲ့ဒီနှစ်ဖွဲ့ရှိနှစ်ဖွဲ့ကအပေးယူလုပ်ရတယ်အ short in လုပ်ရတယ် adjust လုပ်ရတယ်နော်အဲ့ဒါကမှမလုပ်ချင်ဘူးဆိုရင်တော့ဒါကဘလို့နီးနေမှနော်ကျွန်တော်တို့ဒီ communication ပေါ့ဆက်ဆံရေးတစ်ခုကိုကျွန်တော်တို့က တိဆောက်လို့မရဘူးပေါ့အဲ့လိုမျိုးရှိတယ်ဆိုတော့အခုဒေါ်လာရေးမှာဆိုလို့ရှိရင်တခါတခါကြားလို့ရှိရင်မိတ်ဆွေအရင်းနေပဲဖြစ်ဖြစ်မိတ်ဆွေဟုတ်တာတိုင်းဖြစ်ဖြစ်เนาะကျွန်တော်တို့တခါတခါကြားလို့ရှိရင်နားလည်မှုလွယ်တာရရှိနိုင်သလိုကိုမသိပဲနဲ့ကိုနောက်ွယ်မှာကိုကိုပုတ်တိုက်ခဲ့ရပြောနေတာကြီးလည်းရှိတတ်တယ်ဆိုတော့ကျွန်တော်ညီမစကားတစ်ခုရရှိပါတယ်เนาะကျွန်တော်လူကိုမိုင်ခေါင်းမွေ့ဘူးပေါ့เนาะဆိုတော့ တိုးတော်လဲကျွန်တော်တို့အခုခက်သတင်းခက်ကြီးမှာเนาะကျွန်တော်တို့ networking ခက်ကြီးမှာကိုမသိတဲ့အချိန်မှာเนาะအမှန်တရားက justice ကဖနှက်စည်းဖို့ပြင်နေတဲ့အချိန်မှာမုသားကဘာပတ်ပြီးပြီဆိုတဲ့အတိုင်းပဲတခါကျကိုမသိလိုက်ပဲနဲ့ဖြစ်နေတတ်တာ ड़ी ရှိတတ်တာ ड़ी ရှိနိုင်တယ်အဲ့တော့ကအခုတလောကျွန်တော်လဲစမ်းကတအားပွင့်တယ်စမ်းကတတော်ကိုပွင့်တာဘလောက်တိအောင်ပွင့်လဲဆိုတော့ကျွန်တော်ကိုမမနုကြီးနဲ့အတင်းကိုပေးစားကြတာเนาะ ဆိုတော့မမနုကြည်ကိုအတင်းကိုကျွန်တော်နဲ့လိုက်ပြီးပေးစားနေတာဘာကြောင့်ပေးစားခြင်းကြလဲတော့မပိတ်เนาะအဲ့တော့ကျွန်တော်မမနုကြည်ကိုမလိုပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အိမ်အောင်ပြပြီးသားကိုဘာကိုကြိုက်လို့ရှိကိုဘာကိုပေါ့ပို့ကြပါเนาะလိုက်ပြီးတော့နော်လူပြိုကြီးစောတင်မှလို့မလုပ်ပါနဲ့လို့နော်အဲ့ဒါကိုတခါတည်းပြောထားခြင်းတယ်နော် ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တွေ့မိတယ်ပေါ့လေနော်တွေ့မိတဲ့ခါကျတော့ကျွန်တော် post တင်တဲ့အခါကြီးနော်လာပြီးတော့ comment ရေးကြတာတွေ့တယ်ကျွန်တော်က comment ကိုလည်းကျွန်တော်ကမပိတ်ထားဘူးကြာဖွင့်ထားတယ်နော်ဖွင့်ထားတယ်ပရုဒ္ဒဝါစာအယုတ်တအနတ္တဆိုလို့ရှိရင်တော့အဲ့ဒါမျိုးတော့ကိုကကိုတမဲကိုစားပြီးတော့တော့ကျွန်တော်လက်ပိုက်ကြည့်မနေဘူးပေါ့ တော်ရုံတော်ဆိုရင်တော့မှကျွန်တော်မသိကြအောင်စောင့်ပြီးတော့အသာလှုပ်ပေးထားတယ်။သူနဲ့ကိုတည်းအဲ့အမြင်ကဒူဂျမတူနေ။ဒါမျိုးကိုကျွန်တော်လှုပ်ပေးထားတယ်။နော်။ဒါကကျွန်တော်ရဲ့ပွင့်လင်းမြင်သာမှုနဲ့နော်။သဘောရကြီးကြီးထားမှုကိုကျွန်တော်ပြပြတယ်။ဆိုတော့လူတွေပဲဗျာတယောက်တယောက်ကအချက်ကြီးရတော့ဘူးမလဲ။ရက်တူချက်တွေကလည်းဘယ်တူမလဲ။နော်။ရက်တူချက်တွေကမတူ။သို့တော့ရက်တူချက်မတူတာနဲ့နော်မင်္ဂလာပါဗျာ။နော်။ ရပ်တည်ချက်မတူတာ ਨੇ ကျွန်တော်တို့ကရန်သူလို့လုပ်နေကြရတော့မှာပေါ့ဒီခီးမှာတခီးတည်းတူသွားမယ်ဆိုရင်မလာဂျမ်ပါစက်တက်ကိုသေချာလှော်နေကြတဲ့တီးနေတဲ့လူတွေမှန်နေဆိုလို့ရှိရင်ကျွန်တော်တို့အမြင်မတူတာ ਨੇ အုပ်စုဖွဲ့ဂိုင်းဖွဲ့ပြီးတော့ရန်လုတ်เสียမှာလို့ရန်သူဖြစ်သတ်မှတ်เสียမှာလို့အုပ်စုဖွဲ့ပြီးတော့အတင်းချเสียလည်းမလုပ်ဘူးလို့ကျွန်တော်တို့မြင်နေเนาะဘာကြောင့်လဲကျွန်တော်တို့က သဘောထားမှန်မှန်စိတ်ထားမှန်မှန်နဲ့ရန်သူကိုကစ်ဖို့ပဲကျွန်တော်တို့ကသွားရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတကယ်အောင်ကျင်သလားတကယ်အောင်ကျင်လို့ရှိရင်အောင်ဖို့တွေလုပ်ကြရမှာပေါ့အကုန်လုံးကနော်အခုစေတနာတွေထားတယ်နော်နော်စေတနာတွေထားတယ်လုပ်ကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ရအမြင်ရှင်းနိုင်အောင်ပါပေါ့တယောက်တယောက်သဘောထားကြီးနိုင်အောင်ပေါ့ဟုတ်တယ်ဟုတ်အဲ့တော့ကျွန်တော်ကို เนาะဒီနေ့ကျွန်တော်အကုန်လုံးကိုဖိတ်ခေါ်ထားတယ်ကျွန်တော်တက်မယ်ဆိုတဲ့အချိန်ကျတော့နည်းနည်းနောက်ကျသွားတယ်ဒီတော့ကျွန်တော်တောင်းပန်နေအခုကျွန်တော်မေးစရာမေးခွန်းရှိလို့ရှိရင် ကျွန်တော်ကိုလာ join ပါเนาะလာ join ပါဆိုတာက live မှာလာ join ပြီးတော့လာပြီးတိုင်းစကားပြောလို့ရတယ်ကျွန်တော်ပွင့်လင်းဆိုတာ agent ဆိုတာပြောရှင်ဆိုတာကျွန်တော်အကုန်လုံးဒဲ့ပဲကျွန်တော်ရှိမယ်เนาะဒဲ့ပဲအကုန်လုံးရှိမယ်ဆိုတော့ဘာမှကျွန်တော်ဓာတ်တွေဘူး ကိုယ့်ရဲ့ရက်ဒီချက်နဲ့ပတ်သက်ပြီးတော့ဘာမှကျွန်တော်ကတခါမှ hide မလုပ်ခဲ့ဘူးကိုယ့်ရဲ့ရက်ဒီချက်ကဒါပဲကိုတယောက်ရက်ဒီချက်အဲ့ဒီပုံမှာအမြင်တူလို့ရှိရင်လက်ကုပ်တည်ရင်ဒီမှာအမြင်မတူလို့ရှိရင်နော်အမြင်မတူလို့ရှိရင်ကျွန်တော်တို့ကြော်သွားပေါ့ဒါပဲစီရပါလေနော်ဆိုတော့မလိုအပ်ဘဲနဲ့နော်မလိုအပ်ဘဲနဲ့ ကျွန်မမိတ်ဆွေတယောက်တက်လာတယ်ကျွန်တော်လက်ခံပေးလိုက်ပါမယ်ကော်မရှင်ဟာဆလုပ်ဖြစ်တဲ့အခါကျတော့ကျွန်တော်ဒါကိုအဆက်လုပ်ပေးရနက်ခတ်ပါတယ် စကိုင်းတိုင်းကလေးမြို့နယ်မှာပကပတွေဥပဒေမဲ့လူတက်နေတာကိုတည်အောင်ပြောပြပါလားတဲ့ဒီနေရာမှာကျွန်တော်နဲ့နော်တခုပြန်ပြီးတော့တောင်းဆိုခြင်းပါတယ်ကျွန်တော်တို့က public ကိုတင်ပြတဲ့အခါမှာနော်တင်ပြတဲ့အခါမှာကြားတယ်ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တင်ပြလို့မရပါဘူးနော်ကျွန်တော်ကသတင်းအချက်အလက်နဲ့အထောက်အထားနဲ့နော် ြောပြလာမယ်ဒါမှမဟုတ်ဆင်လည်းဒီသတင်းမှာသွားဖက်ကြည့်အဲ့မှာရှိတယ်ဆိုပြီးတော့ပြောလာလို့ရှိရင်ကျွန်တော်သွားဖက်ကြည့်ပြီးတော့ကျွန်တော်အခါကြပြီသူကိုပြန်ပြီးတင်ပြလို့ရပါတယ်ဆိုတော့ပြီသူကိုတင်ပြတဲ့အခါမှာကျွန်တော်တို့ကအခုပေါ့နော်ကွန်မတ်မှာအခုရေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကဒီတိုင်းသွားပြီးတော့ဟာဟိုစကိုင်းမက်ကလေးမှာပကပတွေဥပဒေမဲ့လူတက်နေဆိုပြီးကျွန်တော်ပြောမယ်ဆိုကျွန်တော်မှပြန်မေးလာခဲ့ရင်ကျွန်တော်ခင်ဗျားမှာထောက်ထားရှိသလားခင်ဗျားဒီသတင်းကဘယ်အကြားသလဲဘသူကပြောတာလဲလို့မေးလာလို့ရှိရင် ကျွန်တော်မှဖြည့်စရာမရှိလို့ရှိရင်မဖြစ်ပါဘူးအဲ့တော့ဒီတောက်လျှောက်မှာเนาะကျွန်တော်တို့ဟိုဝက်လက်ဘူဂျာကြီးကိစ္စကနေစပြီးတော့เนาะကျွန်တော်တောက်လျှောက်ကျွန်တော်ကဆက်သွယ်လာတဲ့ channel ပေါင်းစုံကနေဆက်သွယ်လာတဲ့အခါမှာအထောက်အထားတွေပြရတယ်စကားတွေပြောပြတယ်တရေနေမှာပါလာတယ်အဲ့ဒီအခါမှာကျွန်တော်တို့မတရားမှုကိုကျူးလွန်တဲ့သူတွေကိုကျွန်တော်တို့ကပို့ပွင့်လင်းလင်းပဲကျွန်တော်တို့ပြည်သူသိအောင်ပြီးတော့တင်ပြတယ်ပြည်သူဘာကြောင့်เนาะတင်ပြတယ်လဲဆိုတော့ ပြည်သူရဲ့အရောက်ချင်းစီတိုင်းမှာဆုံးဖြတ်ပိုင်ခွင့်တွေရှိနေကြတယ်။တို့ရဲ့အတန်တွေများလာလို့ရှိရင်ပြည်တွင်းမင်းမခံသားဆိုလို့ဘသူပဲဖြစ်ဖြစ်ဘလို့မှတောက်ခံလို့မရပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ကပြည်သူကိုပဲတိုင်တယ်ပြီးတော့ပြည်သူကိုတင်ပြနေရခြင်းဖြစ်ပါတယ်။တခါကျွန်တော်ဒီမှာ live မှာကျွန်တော်တက်ပြောနေမှာကျွန်တော်ဒီဘယ်အဖွဲ့စည်းကိုမှကိုစားပြုနေတာမဟုတ်တလို့เนาะယာရုတာဝန်ယူထားတဲ့သူလည်းမဟုတ်ပါဘူး။ခင်ဝင်ကိုထမ်းပြီးတော့ခင်လန်းကိုရှောင်းနေတာဆိုတော့ဘဘဥင့်တင်ရဲ့စကားအတိုင်းပဲ။အရေးတော့ပုံတက်သားတရားအောင်ဒီနေ့ နော်ဘဘဝင်တဲ့စကားတွေပါကျွန်တော်အုတ်တစ်ချက်သေးတဲ့ဘွဲ့အနေနဲ့ပါဝင်နေခြင်းတည်တံတာဖြစ်ပါတယ်အဲ့တော့အခုမိတ်ဆွေကိုထက်နော်နန်းစီရီယန်ကိစ္စဆိုတာဘယ်လိုမြင်သလဲဆိုတာကကိုထက်ကျွန်တော်မေးခွန်းလေးကျွန်တော်ထပ်ပြောပြပါလားဟိုဟိုတလောက CIA page ကထုတ်လိုက်တယ်နန်းစီရီယန်တွေကိုအေးအေးယူမယ်ဆိုတဲ့ကိစ္စကိုပြောတာလားမသိဘူးအဲ့ဒါကျွန်တော်ပြောတာကိုဟုတ်တယ်ဆိုလို့ရှိရင် yes or no လေးရေးပြပါဆရာမဒေါခင်သားအနေနဲ့လေနားလည်မှုကပုံတွဲတင်တဲ့ကိစ္စနဲ့ဆိုင်မလားမသိဘူးတော့ဆရာတဲ့ ဆရာမဘာကူဆိုလို့လဲဆိုတာကိုကျွန်တော်ခမန်းလို့တော့ရတော့လဲကျွန်တော်ကဒီစာသားအနေနဲ့နော်နှုတ်တရားစာတစ်လုံးဖြစ်တဲ့အတွက်ဆရာမအနေနဲ့ဘယ်ပုံလဲဆိုတာလေးကိုရေးပြီးလို့ရှင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်နော်ဗာဒါအကုန်လုံးက live ကနော်ဟို comment တွေလည်းဖတ်လို့ရတဲ့သူတွေရှိနေတဲ့အခါကျတော့ကျွန်တော်စကယ်လုံးတွေမှာတိကျတဲ့စကယ်လုံးတွေတတ်မှတ်မှုတွေနဲ့ကျွန်တော်တို့ကသူဖြည့်ချင်ပါတယ်နော်အော်ဟုတ်ပါပြီအဲ CRPH ကအဲ့လိုမျိုးထုတ်လိုက်တဲ့ဟာကနော်ဒီ နည်းနည်းအမျော်မြင်နေတယ်လို့ပြောလို့ရတယ်။နော်အမျော်မြင်နေတယ်။နန်စီရီယမ်ကိစ္စကကျွန်တော်တို့က case by case ပဲသွားသင့်တယ်လို့ကျွန်တော် live တက်လာတဲ့ doubtshot ပေါ့အခုဆို၄နှစ်ကျော်လာပြီပေါ့နော်။ကျွန်တော် doubtshot ပြောလာခဲ့တယ်။ဘယ်လောက်ထိအောင်ပြောလာခဲ့လဲဆိုတော့ကြောင်းတက်တဲ့ကိစ္စအစားကျွန်တော်ပြောတယ်။ကျွန်တော်လာမေးကြတယ်ဆရာကြီးတယ်ကျွန်တော်တို့ကလေးတွေကိုဟိုကြောင်းသွားခိုင်းရမှာလားမသွားခိုင်းရဘူးလား။နော်ကျွန်တော်လာမေးကြတယ်။အဲ့တော့ကျွန်တော်ပြန်ပြောတယ်ခင်ဗျားတို့ကိုယ့်ဘက်ကိုစဉ်းစားပါ။ case by case ကိုဖောက်ကိုစဉ်းစားပါကိုမိသားစုတွေနဲ့ကိုဖောက်ကိုစဉ်းစားပါဒါကယုံတက်ရမလားယုံမတက်ရဘူးလားကျွန်တော်လာမိတဲ့အခါမှာလဲကိုဖောက်ကိုစဉ်းစားပါနော်ကျွန်တော်အဲ့လိုမျိုးဖြေခဲ့တာရှိပါတယ်နော်အဲ့တော့အခုဆိုလို့ရှိရင်တကယ်တကယ်တော့ဒီအချိန်မှာကျွန်တော်တို့ကစီယုံရေးကိုပို့လို့ရမယ့်အချိန်မှာစီယုံရေးကိုပြပြစီတယ်လို့ကျွန်တော်မြင်ပါတယ်အချိန်ခါလွဲမားနေတယ်အမမှန်တော့နော်အဲ့ဒီ NaN CDM ဟိုကိစ္စကဟိုကျွန်တော်တို့ဒေါ်လာကြီးပြီးသွားတဲ့အခါမှာ လုတ်လို့ရတဲ့ကိစ္စဖြစ်တော့လေเนาะအမှန်ဆိုဒီအချိန်မှာဆိုလို့ရှိရင်ဟို CDM လုတ်တဲ့သူတွေကိုဘယ်လိုချီးမြှောက်မယ်ဆိုတဲ့ဟာတွေကိုဟိုပြောတယ်ဆိုရင်တော်သေးတော်လေเนาะတော်သေးတော်လေအခုလောလောဆယ်ထုတ်လိုက်တဲ့เนาะအရာကြီးကအမျော်မြင်အလွန်နှဲပါတယ်လို့ကျွန်တော်အနေနဲ့ပြန်ဖြေပြရစီဆရာမဒေါက်ခင်သားကျေးဇူးတင်ပါတယ်အမေစုသားနဲ့ပုံတွဲတင်တာကိုပြောတာပါဆရာတဲ့မြမပီကပြည်သူတွေအကြောင်းအရောပြောပြဖြစ်ခဲ့လားဆရာတဲ့เนาะ ကျွန်တော်ပြောပြအောင်မယ်เนาะပြောပြအောင်မယ်အမေစုသားနဲ့ကเนาะအဲ့မှာအဲ့ဓာတ်ပုံရိုက်တဲ့အချက်လေးပဲတွေ့ခဲ့တာပါเนาะကျွန်တော်နဲ့စကားသတိချာကူမပြောရသေးပါဘူးเนาะကျွန်တော်တယောက်တည်းရိုက်တာမဟုတ်ပါဘူးအားလုံးအမေတော်ဆန်းစုကြည်ကိုချစ်ခင်တော်အားဖြင့်ကိုထိတ်လင်းနဲ့ကအဲ့ဒီမှာအကုန်လုံးညီပါရိုက်ကြပါတယ်ရိုက်တဲ့ချိန်မှာလည်းဘသူမှစကားပြောမဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ပွဲဖြစ်တဲ့အခါကျတော့စကားသီးသန့်ပြောတဲ့ပွဲမဟုတ်ပါဘူးเนาะအမေတော်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းမှလုတ်တဲ့ပွဲဖြစ်တဲ့အခါကျတော့ နော်အဲ့ဒီပုံမှာကျွန်တော်တို့ကနားလည်မှုပေးရပါတယ်အခွင့်ရေးယူလို့မရပါဘူးအဲ့တော့ဒါပြီးကျွန်တော်ကဲသူ လူပေါင်းများစွာအကုန်လုံးနော်အမီတော်ဆန်းစုကြည်ကိုချစ်တော်အားဖြင့်ခင်တော်အားဖြင့်မေဆုရဲ့သားကိုထိန်လင်းကိုမြတ်တာပြပြီးတော့တွေ့ရကြပါတယ်လို့ကျွန်တော်အနေနဲ့ပြန်ပြီးဖြေချပြရစီအဲ့တော့အမီတော်ဆန်းစုကြည်ရဲ့သားနဲ့ဓာတ်ပုံတွေ့ရလို့အထင်လွဲကြတယ်ဆိုဘာကြောင့်များအထင်လွဲပါသလဲဆိုပြီးတော့ ဲ့လိုလွဲပါတယ်ဆိုတော့ပုံကူများကိုကျွန်တော်ကဒီနေရာကနေပြန်ပြီးတော့မိကုန်လေးပြပြစီခင်ဗျာ။အော်ဘုရားရဲ့မြတ်တဲ့အတွက်ယေရှုအများကြီးတင်ပါတယ်။မင်္ဂလာပါเนาะမင်္ဂလာညချမ်းလေးပါ။အဲ့တော့ခုနကเนาะ Yes ။ကိုလူဆိုးလေးဆိုတာတယောက်ကကျွန်တော်ကို post မှာ comment အောင်မှာလာပြီးတော့သူက comment နဲ့လာမေးသွားတယ်ကျွန်တော် live မတက်ခင်ပါเนาะ။ကျွန်တော်ကလည်းအဲ့ဒါဖြေမယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ तू ကမိကွာနှစ်ခုပြာเนาะ။ မိဘနှစ်ခုတစ်ခုကပါလဲဆိုတော့အဲဆရာဇော်ဝီဆိုးရဲ့မြေအောက်ဆေးရုံမူတဲ့เนาะအဲ့ဒါကိုကျွန်တော်က congratulation လုပ်ထားတယ်တဲ့เนาะ congratulation လုပ်ထားတယ်တဲ့เนาะအဲ့ဒါမျိုးပြောတယ်နောက်အဲ့ဒါကကျွန်တော်ကိုကိုလူဆိုးလေးเนาะကျွန်တော် screenshot လေးပြန်ပို့ပေးပါเนาะကျွန်တော်ဆရာဇော်ဝီဆိုးရဲ့ဟာကိုเนาะကျွန်တော် congratulation လုတ်ထားတယ်ဆိုတဲ့ဟာတော်တော်ဒီဟာဒီဆရာဇော်ဝေစုကမြောက်စေးအောင်လုပ်မယ်ဆိုတဲ့ဟာကိုကျွန်တော် congratulation လုတ်ချင်းမလုတ်ချင်းတီတော်လန်ရေးမှာသွားပြီးတော့တော့အနောက်ဆက်တိုက်ပြီးတော့ဖြစ်လာစရာအကြောင်းမရှိဘူးလို့ထင်တယ်နော်အဲ့ဒါတပိုင်းမော congratulation လုပ်မိလားမလုပ်မိလားလဲကျွန်တော်မမှတ်မိဘူးတော်တော်လည်းလုပ်လို့ရှိရင်လည်းဒါဒီဘာမှဒီတော်လန်ရေးကြီးကိုထိခိုက်ဆရာမရှိဘူးလို့တော့ကျွန်တော်မြင်တယ် နော်အဲ့ဒါတပိုင်းဒါကြောင့်လဲဆိုတော့ကျွန်တော်တို့မမနုကြည်ကိုနော်မမနုကြည်ကိုတောက်လျှောက်ဝေဖန်လာလို့မမနုကြည်ရဲ့နော်ကိုဆွေကိုမျိုးတွေကတအုပ်ကြီးကကျွန်တော်ကိုနော် water party ရေပါတီဟေးဆိုပြီးတော့တပ်ပါတီဆိုပြီးတော့နော်ကွန်မွန်တက်ပြီးတော့နော်ရေလလကိုဝိုင်းတီပါဗျာသိလားအဲ့ဒါကိုလည်းကျွန်တော်မမှုခဲ့ပါဘူးအခုလေနော် เนาะအခုလေเนาะဒီမြေအောင်ဆေးရုံဆိုတာကို congratulation လုပ်ချင်မလုပ်ချင်ကဒီဒေါ်လာရေးပေါ်မှာเนาะကျွန်တော်တို့သွားပြီးတော့တစုံတရာအကျိုးသက်ရောက်မှုမရှိနိုင်ဘူးလို့တော့မြင်ပါတယ်เนาะအဲအဲ့လိုပဲကျွန်တော်ပြန်ဖြေပြရစီเนาะဆိုတော့ဒါအပြင်ကိုကျွန်တော်လူတွေရဲ့အရောက်ချင်းစီတိုင်းရဲ့လွတ်လပ်ခွင့်တွေကိုကျွန်တော်ပေးထားပါတယ်ကျွန်တော်လည်းကျွန်တော်ရဲ့လွတ်လပ်ခွင့်လေးတွေကိုကျွန်တော်အကုန်ချပြီးတော့ ျွန်တော်ကြိုက်တာလေးရှိရှယ်ပါလေနော်တခါကြောက်လို့ရှင်လဲတရင်ချက်လက်လေးတွေစုဆောင်တဲ့အနေနဲ့လဲရှယ်ပါလေဆိုပြီးတော့ပြန်ဖြေပြရစီနော်နောက်ခုနကဆီယမဒေါခင်ထားလေကျွန်တော်ကိုကွန်မန့်တစ်ခုရေးထားပါလေနော်အဲ့ဒါကအရင်လိုမျိုးကျွန်တော်ကအားနဲ့မနဲ့နှုတ်ကြည့်ကိုဟိုဟာမလုတော့လို့တော့လေနော်ကျွန်တော်ပြန်ဖတ်လိုက်ပါဦးဒါပေမဲ့ဟိုဟာဆီယမကပြောတယ်နော် အားလုံးစည်းစည်းလုံးနဲ့ဘတ်နိုက်စီကိုသွားကြမယ်နော်တဲ့နော်။အော်အရင်လိုအားနဲ့မန်နဲ့နှုတ်ကြည့်ကို ထုပြပါအောင်နဲ့ဖောင်းထုပြပါအောင်နဲ့။တို့ကသာဖောင်းထုတယ်လို့သတ်မှတ်နေကျွန်တော်ကဖောင်းထုတယ်လို့ကိုယ့်ကိုမခံယူပါဘူး။ကျွန်တော်မြင်တဲ့အမြင်ကိုကျွန်တော်ပြောတာဖြစ်ပါတယ်။နော်အဲ့ဒီပုံမှာကျွန်တော်တို့ case by case မှာကျွန်တော်စိတ်ခံစားချက်နဲ့နော်ဖြစ်တဲ့ case ကဒီ အကျဉ်းအကျဉ်းအတိတ်နဲ့နဲ့ကျွန်တော်စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့တခါကြလဲ emotion နဲ့ပြောမိတာတွေရှိသလိုတခါလေကြလဲအားနဲ့မှန်နဲ့ပြောမိတာတွေရှိပါတယ်ဒါပေမဲ့ဒါကူတော့ကျွန်တော်က found to တဲ့အနေနဲ့တော့ကျွန်တော်မမြင်ဘူးဒါပေမဲ့တို့ဘလို့တောင်းလာလဲကျွန်တော်မသိဘူးသို့တော့ကျွန်တော်ဒီဒီဟာကိုကျွန်တော်အများရန်ပြောတယ်ကျွန်တော်ဒီလိုပြောနေလို့အဲ့ထဲမှာပါတဲ့သူတွေကိုကျွန်တော်ကအရင်ကတည်းက personally တခါမှတယောက်နဲ့မှကျွန်တော်နဲ့ကဂျန်ညူရသာမရှိဘူးကျွန်တော်လဲတို့စိတ်ထဲမှာတို့ကိုစိတ်ထဲမှာဘာမှမရှိဘူး ဘာကြောင့်လဲကျွန်တော်ကပုတ်ကွေးလုပ်နေရမှာမဟုတ်တာနိုင်ငံကြီးတိုက်ပြည်ရေးအတွက်ကိုကျွန်တော်လုပ်နေတာလေเนาะဒီလိုပဲကျွန်တော်ပြန်ဖြေပြရစီအဲ့တော့ကျွန်တော်တွေเนาะဆက်ပြီးတော့စစ်စစ်လုံးနဲ့ခြေချကြမယ်အဲ့ဒါဆိုလို့ရှိရင်ဆရာမတော်ခင်တာဟုတ်ကဲ့เนาะခြေနဲ့လိမ့်မယ်လို့ယုံကြည်ပါတယ်